ရခိုင်ရဲ့ကြီးတို့ချီးမွမ်းပါတယ်အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါဒီနေ့ကျွန်တော်တို့ဒီကွာဆင်ခြင်ဖို့အတွက်ကကြတော့ကာကွယ်ပြီးသောနှုတ်ကပတ်တော်ဆိုရဲကောင်းစဉ်လေးနဲ့အတူတူကဆင်ခြင်နှလုံးသွင်းဖို့အတွက်ဖြစ်ပါတယ်လို့အခြေပြုရင်းတဲ့ကျမ်းပိုက်ကတုတ်တန်ကျမ်းခန်းကြီး30အငယ်96ပါနော်ဖယားသခင်ဤစကားတော်ရှိသည်မြသည်ဆင်ခြင်ဤ ခိုလုံသောသူအပေါင်းတို့၌ဖျားသခင်သည်အကွဲအကာဖြစ်တော်မူ၏ဆိုတော့အဲ့လေးပဲငားပေါ့နော်ခန်းငယ်ငားလေးကိုကျွန်တော်တူတူကဆင်ကျင်ဖို့အတွက်ဖြစ်ပါတယ်ဆိုတော့ဖျားရဲ့စကားကဆင်ကျေတယ်ဆိုတာတန့်ရှင်းတယ်ပေါ့နော်ဆင်ကျေတယ်တန့်ရှင်းတယ်ဆိုတာအမှားလုံးဝမပါဘူးပြောချင်တာအဲ့ဒီဒီဖျားရဲ့စကားလေးအကုန်လုံးကတည်တည်ကြကြအာ တန့်ရှင်းစင်ကြအောင်စီစစ်ထားရရဖြစ်တယ်ပေါ့ဥမာရွှေဆိုလို့ရှိရင်မီးနဲ့ငွေဆိုလည်းဒီလိုပဲမီးနဲ့စစ်ထားတဲ့အခါမှာတကယ်ပဲဟိုစစ်ထားပြီးသားရွှေငွေပုံစံမျိုးဆိုရီဆိုလို့ရှိရင်လည်းစစ်ထားပြီးသားပေါ့နော်ရည်တန့်ပေါ့ရည်တန့်ကတကယ်ပဲစစ်ထားပြီးသားအနေဖက်မပါတဲ့ဥစ္စာဒီလိုပဲဒီဖျားသခင်နှုတ်ကပတ်တော်ကလည်းစင်ကြယ်တယ်ဆိုတော့ဒါကိုပြောချင်တာ ဖြစ်တယ်ဆိုတော့အမလုံးဝမပေါအောင်စမ်းသက်ထားပြီးသားရတယ်ဖြစ်တယ်ဆိုတော့တွေ့ရတယ်ဒါကြောင့်ဘာလို့လို့ရလဲဆိုလို့ရှိရင်ဒီနှုတ်ကပတ်တော်ကျွန်တော်တို့ယုံကြည်လို့ရတယ်ဆိုတော့အဒီဖျားစကားဖြစ်တဲ့နှုတ်ကပတ်တော်ဆိုတာဖျားစကားလေဆိုတော့ဖျားစကားဖြစ်တဲ့နှုတ်ကပတ်တော်ကိုကိုယ်တိုင်စမ်းသက်တယ်ဆိုလို့ရှိရင်အဲ့ဒီနှုတ်ကပတ်တော်အတိုင်းအကုန်လုံးဖြစ်ကိုဖြစ်ရအတော်ဝင်อยู่တယ်ဒါပေမဲ့ ဘာဖြစ်ဖို့လို့လဲဆိုလို့ရှိရင်ယုံကြည်သက်ဝင်ဖို့တော့လိုအပ်တယ်ဆိုတာတွေ့ရတာဆိုတော့ဒီအဲနှုတ်ကပတ်တော်ရေးတဲ့ချိန်တော့ကတော့ဒါကျူးတွေအတွက်ကိုတဲပြီးရေးတာပေါ့ဆိုပညာတိကျမ်းဆိုတာရှိခဲ့တာပေါ့နော်ပညာတိကျမ်းအဲ့ဒီပညာတိကျမ်းထဲမှာဘုရားသခင်ပြောထားတဲ့စကားတွေရှိတယ်ဘုရားနဲ့ပတ်သက်ပြီးတော့မှအဲ့ခေတ်တုန်းကတော့ကောင်းကင်ရဲ့မြေကြီးကိုဖန်ဆင်းတဲ့သာရဘုရားကိုယုံကြည်တာ အဲ့လိုယုံကြည်ပြီးတော့ဘုရားရဲ့ချမှတ်ထားတဲ့ပြည့်ညတ်တော်တွေရှိတယ်။ဘုရားနဲ့သက်ဆိုင်တဲ့အပိုင်းမှာကျင့်ဆောင်ရမယ့်ကျင့်ဝတ်တွေလူလူချင်းကြားထဲမှာကျင့်ဆောင်မယ့်ကျင့်ဝတ်တွေအဲ့ဒါတွေကိုသူတရားချမှတ်ပေးထားတယ်။ဆိုတော့အဲ့ဒီဘုရားကိုယုံကြည်သက်ဝင်ပြီးတော့မှပြီးတော့မှအဲ့ဒီကျင့်ဝတ်တွေကိုလုံဆောင်လို့ရတော့အဲ့ဒါတည်ကြတယ်။အဲ့ဒီလူဘုရားသခင်ရဲ့ကိုယ်တော်မှုအောက်မှာရှိ ਉ ရှိတယ်။ ရိုအိနှုတ်ကပတ်တော်အတိုင်းအဲ့ဒီပညာချက်တွေအတွင်းအသက်ရှင်လို့ရှိရင်အဲ့ဒီမှာပြောထားတဲ့ဖះပေးထားတဲ့ဂတိတော်တွေကသူတို့အတွက်အကျိုးရှိတယ်ဆိုတော့ဒီလိုမျိုးတွေ့ရဒါကြောင့်ဒီနှုတ်ကပတ်တော်ကယုံကြည်စိတ်ချလို့ရတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်အားလုံးစမ်းသပ်ထားပြီးသားဖြစ်တယ်ဆိုတဲ့ဥစ္စာအာမခံတာဆိုတော့ထပ်ပြီးတော့မှပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီဘက်ပေါ့နော်အခုအခုကျွန်တော်ရှိတဲ့အချိန်ဆိုလို့ရှိရင်ဒါကို အာပရိငိတရားအစ်စ်ဓမ္မသစ်လို့လည်းခေါ်တာပေါ့ဒီအချိန်မှာကြတော့ဖယားနဲ့လူနဲ့ကြားထဲမှာအာမခံကသခင်ယေရှုခရစ်တော်ဖြစ်တယ်ပေါ့ဆိုတော့ဖယားကိုယုံကြည်ကိုးကွယ်တဲ့ဘုအတွက်ကိုဒီသခင်ယေရှုခရစ်တော်ကကြားထဲကအာမခံဘလို့အာမခံလဲဆိုကျွန်တော်တို့ရဲ့အပြစ်ကြွေးကျွန်တော်ရဲ့အကုသို့အတွက်ကိုဒီသခင်ယေရှုခရစ်တော်ကလက်ဝါးကားတိုင်းမှာအတီးခံပေးတယ် ီးတော့မှတကယ်တည်သွားပြီးတော့မှဒီကျန်းစာထဲမှာပြောထားတဲ့အတိုင်းပဲသုံးရမြောက်တွေ့နေမှာရှင်ပြန်ထမြောက်လာတယ်ဒါကိုယုံကြည်တယ်ဆိုလို့ရှိရင်ခုနဖန်ဆင်းတဲ့ဖေးရနဲ့ကျွန်တော်ပြန်ပြီးတော့မှအချိန်ဆက်ပြင်ရတယ်ဆိုတာတွေ့ရတယ်အဲ့ဒီမှာအခုနပြောတဲ့ယုံကြည်စိတ်ချလို့ရတယ်လို့ပြောတဲ့အခါမှာအခုနသခင်ယေရှုခရစ်တော်ကကျွန်တော်တို့ရဲ့အပြစ်ကြွေးကျွန်တော်ရဲ့အကုသို့အတွက်ကို ဖြည့်ရှင်းပေးဖို့အတွက်ကိုဒီကျမ်းစာထဲမှာတကယ်တော့ကြူပြောထားတာအဲ့ကြူပြောထားတဲ့အရာဒီဆိုတော့ခရစ်တော်မလာခင်နှစ်ပေါင်းထောင်နဲ့ချီပြီးတော့မှကြူပြောထားတဲ့ကျမ်းချက်ကြီးအများကြီးရှိတယ်။အဲ့ကြူပြောထားတဲ့ကျမ်းချက်ဒီတိုင်းဖခင်ရဲ့သားဖြစ်တဲ့ယေရှုခရစ်တော်လောကကိုကြွလာတယ်ဆိုတဲ့အခါမှာအဲ့ဒီကျမ်းချက်ဒီအကုန်လုံးအဲ့ဒီမှာတော့ပြည့်စုံတာ။ဒါကြောင့်ယုံလို့ရတယ်ဆိုတာ ဒီကျန်းစာတွေကဘယ်တော့မှမမှောင်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒါဘုရားကိုယ်တိုင်လူကြီးအဖြစ်ရည်ထားတယ်။သူ့ရဲ့ဝိညာဉ်အဲ့ဒီလူကြီးထဲမှာကျင်းဝပြီးတော့မှလူကြီးကိုဒီအုံနောက်ထဲညံဖွင့်ပြပြီးတော့မှရည်ထားတယ်ဆိုတာတွေ့ရတယ်။ရည်ထားတဲ့သူတွေကမတူညီဘူး။ဆိုတော့အာဒီရှင်ပြင်းနေပါတယ်။တချို့တွေကအာတူထိန်တဲ့သူတွေပါတယ်။ဘုံတော့အမျိုးမျိုးရှိရဲ့ ပညာတက်လူတန်းစားအခြေခံလူတန်းစားအမျိုးမျိုးပါကြတယ်။ဒါပေမဲ့ရည်ရွယ်ချက်တူတယ်။ဒါပေမဲ့အဲ့ဒီရည်ထားတဲ့အကြောင်းအရာတွေကတကယ်ဖြစ်လာတယ်။ပြီးတော့မှအဲ့ရည်ထားတဲ့နှုတ်ကပတ်တော်တိုင်းအသက်ရှင်တဲ့အခါမှာတကယ်ပဲသူတို့အသက်တာထဲမှာကာကွယ်ဆုံးရှုံးမှုခံရပြီးတော့မှအကျိုးခံရတာရှိရဆိုတော့တွေ့ရပါတယ်။ဆိုတော့ဒါကြောင့်ဒီနှုတ်ကပတ်တော်ကကျွန်တော်ယုံကြည်စိတ်ချလို့ရတယ်ဆိုတဲ့ဥစ္စာကိုတွေ့ရတယ်။ပြီးတော့နောက်တစ်ချက်အနေနဲ့က ဒီနှုတ်ကပတ်တော်ကပြိဝဆုံးလင်းတယ်လုံလောက်သွားပြီပြိဝဆုံးလင်းနေဆိုတာဆိုအကြောင်းအရာတစ်ခုပြောမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီကဘာဘယ်ကနေစရပြီးမဖြစ်လာလဲဆိုတဲ့အကြောင်းအရာပါဘာတွေဖြစ်ခဲ့တယ်ဆိုတော့အဓိကတော့ဒီဂျူးလူမျိုးတွေနဲ့သက်ဆိုင်တဲ့အရာပဲဒါဂျူးလူမျိုးတွေဆိုတော့လူတွေရဲ့ဒီအပြစ်ကိုဖြေရှင်းဖို့အတွက်ဘုရားသခင်က ဂျူးလူမျိုးရွေးကောက်လိုက်တဲ့အတွက်ဂျူးလူမျိုးရဲ့တမိုင်းချောင်းကဒီဖျားဆင်းသက်လာမဲ့လမ်းချောင်းဖြစ်တဲ့အတွက်ဒီသေးမှာဒီရာဇဝင်ကိုတွေ့ရတယ်။ဒါပေမဲ့အဲ့ဒါဒီဖျားဆင်းလာမဲ့လမ်းချောင်းဖြစ်လို့မှတ်တမ်းတင်ထားတာဖြစ်တယ်ဆိုတာတွေ့ရတယ်။ဆိုတော့အဲ့ဒါကပိုင်းနဲ့သက်ဆိုင်တဲ့အကြောင်းအရာဖြစ်လာတာ။ပြီးတော့မှအဲ့ဒီဂျူးလူမျိုးတွေကမှယူဒအနွေတွေကသခင်ယေရှုခရစ်တော်ကလူစားတီလာခံလာခံတဲ့အခါမှာဒါကမ္ဘာလောကကြီးကိုလူတွေ ကေတင်နေဆိုတဲ့အကြောင်းအရာဖြစ်တယ်။ပြီးတော့မှထပ်ပြီးတော့မှဘယ်လိုအသက်ဆက်ရှင်ရမလဲ။တခင်ရှုယုံကြည်တဲ့ဖခင်သားမင်းတယောက်ဘယ်လိုအသက်ရှင်သွားလာလောက်ခံရမလဲဆိုတဲ့အကြောင်းအရာကိုရေးပြထားတယ်။တခင်ရှုယုံကြည်လက်ခံတဲ့သူရဲ့အထင်းမှာဖခင်ရဲ့ဝိညာဉ်ကျင်းဝတ်တယ်ဆိုတဲ့အကြောင်းအရာကိုလည်းဒီထဲမှာတက်တည်ဖြစ်ပြီးထားတယ်။အဲ့ခါမှာအဲ့ဒီလူကဖခင်နဲ့အတူတူလောကထဲမှာအသက်ရှင်တတ်လာ။အဲ့ဒီလူရဲ့တမန်တော်ရေးအတွက်ကိုလည်း တာဝန်ယူထားတယ်အပြင်ဒီကဘာကြီးကဘယ်လိုအဆုံးသက်သွားမလဲဆိုတဲ့အရာတိအကုန်လုံးပါဒါကြောင့်ဒီကျန်းစာတအုပ်လုံးကလုံလောက်တယ်လို့ပြောချင်တာဒါကြောင့်သူဘာပြောလဲဆိုလို့ရှိရင်ခိုလုံတော့သူအပေါင်းလုံး၌ဖရာသခင်သည်အကွဲကဖြစ်တော်မူ၏ဆိုခိုလုံနေဆိုတာကဒီဖရာပြောထားတဲ့ စကားတွေပေါ့ပြီးအဲ့ဒီဖယားပေါ့နော်ဒါအတူတူပဲဖြစ်သွားတာဖယားနဲ့ဖယားစကားဆိုတော့သူကခွဲထုတ်လို့မရအောင်အတူတူပဲအဲ့ဒီဖယားနဲ့ဖယားစကားအပေါ်မှာကျွန်တော်တို့ယုံကြည်သက်ဝင်ပြီးတော့မှအဲ့ဒီဖယားစကားတိုင်းအသက်ရှင်နားထောင်သွားတယ်ဆိုရင်ဘုရားသခင်ရဲ့ကြွယ်ကောင်းမှုအောက်မှာရှိတယ်ဆိုတဲ့အရာကိုပြောချင်တာစဉ်းစားစရာဒါဆိုလို့ရှိရင် ကျွန်တော်ဘာမှမဖြစ်တော့ဘူးလားအဲ့လိုအဲ့လိုပြောချင်တာမဟုတ်ဘူးအဲ့လိုပြောချင်တာမဟုတ်ဘူးဆိုတော့ဒါခုနကကျွန်တော်ပြောတာလဲပါသွားပါရဲ့ဆိုကျွန်တော်တို့ခရိယံယုံကြည်သူတွေအနေနဲ့ကကြတော့ဒီကဘာလောကကြီးကတည်မြဲတဲ့နေရာမဟုတ်ဘူးကျွန်တော်တို့အမြဲတမ်းနေရမယ့်နေရာကဖះရှိနေတဲ့ကောင်းကင်နိုင်ငံတော်မှာနေရမှာဖြစ်တယ်ဒီကဘာလောကမှာကျွန်တော်တို့ခဏပဲအသက်ရှင်ရ โอเคဒါကြောင့်ဒီကမ္ဘာလောကမှာအသက်ရှင်တဲ့အချိန်မှာလေအဲ့ဒီအသက်ရှင်တဲ့ဖေကကျွန်တော်တို့ကိုယ်ကဆော့ရှော့ပေးနေတယ်ဆိုတော့ကိုယ်ကဆော့ရှော့ပေးခဲ့တဲ့ဖြစ်ရဲ့အမှန်နေရှိခဲ့လားဆိုတော့ဒီတဲမှာအများကြီးရှိခဲ့တယ်တမချမ်းစာထဲမှာဥမာတခုပြောပြရမယ်ဆိုရင်ဆော့ဖះကိုယုံကြည်ရယ်ကိုးကွယ်ရယ်ဆိုလို့ရှိရင်မင်းကိုချင်းတိကျွန်းနဲ့ထားချမယ်ဆိုရယ် ဒိန်လာရဲ့အကြောင်းပေါ့ဒါကျွန်တော်တို့သိပါတယ်ဒိန်လာကိုရှင်သီတွေနဲ့ခြားတယ်โอเคဒါပေမဲ့ဘုရားသခင်ကရှင်သီနှုတ်ကိုပိတ်ထားတယ်တဲ့ဒါဘုရားသခင်လုတ်ပြီးတဲ့အရာခွေကားတာဘာဖြစ်လို့လဲဒိန်လာဘုရားစကားနားထောင်တယ်နောက်မှတပါခြားတော့ဘုရားကိုဥမချဝုံမပြူရဆိုရယ်ဘုရားစကားပေါ်မှာနားထောင်ရက်တည်တဲ့အတွက်ကြောင့်ဘုရားသခင်သူ့ကိုခွေကားတယ် ီလိုပဲသူတငယ်ချင်း၃ယောက်ရှာရက်မေရှက်ဘီတနီကိုဒီလိုပဲခုနပြောလို့ဖျားမဟုတ်တဲ့အရာကိုကူးကွယ်ဖို့အတွက်အဲ့ဒီခေတ်ကအတင်းအာရမဖိအားပေးပြီးတော့မှတောင်းဆိုတဲ့အခါမှာမကူးကွယ်နိုင်ဘူးဒါဆိုမီးရှို့မေရှို့သူတို့ပြောလဲဆိုငါတို့ကိုဖျားအဲ့ဒီမီဒီယာကဲနိုင်တယ်မကဲလေဘာပြဿနာမရှိဘူးဆိုတော့အဲ့ဖျားစကားပဲခုနက ငါမတပါအခြားသောဖရာပေါ့ဥမချဝုံးမပြူရဖရာနဲ့လူနဲ့ကြားထဲမှာစောင့်ထိန်ရမယ့်အရာဒီဘက်မှာရှိနေလူတွေတခြားရန်သူတွေကဖိအားပေးတဲ့အခါမှာဒီဖရာစကားကိုသူတို့ကဘာလုပ်လဲဆိုလို့ရှိရင်ရက်တီအဲ့ဖရာစကားကိုရက်တီတဲ့အခါမှာခိုးလုံတာပေါ့ဖရာသခင်နှုတ်နှုတ်ဘက်တဲ့စကားကိုခိုးလုံတဲ့အခါမှာဖရာရဲ့အကွဲကဆိုမီးရဲပြစ်ချတဲ့အခါမှာ မီးလောင်ခြင်းမခံရအောင်ဒါတွေကဥပမာပြောတယ်ဆိုရင်အဲ့ဒါတကယ်ဖြစ်ပျက်တယ်တရကတက်တည်ဖြစ်တယ်ဆိုတော့ clear ဒီမဲ့ကျွန်တော်ဓမ္မသစ်ရောက်လာတဲ့ခါမှာလဲဖခင်ရဲ့စကားအတိုင်းသက်ရှင်တဲ့ရှင်ဘောလူကသင်္ဘောပြက်တဲ့အထင်းမှာပါပြီမဲ့ကျုံးဘုံရောက်သွားတဲ့အခါမှာမူကြိုက်ခံရမီးမူကြိုက်တယ်လို့ပြောတယ်။ဒါပေမဲ့သူဘာမှဖြစ်ဘူးလေဆိုလို့ရှိရင်ကျုံးသားတွေကဒီမူအရန်အစိတ်ပြင်းနေ ဒီပုဂ္ဂိုလ်ကတော့အပြစ်အယံကြီးတဲ့သူဖြစ်တယ်။ပင်လယ်လိုင်းတို့နဲ့လွတ်သွားပေမဲ့ဒီမှာသူ့မိမှုရထက်ခိုက်တယ်။ဆိုတော့မိမှုကဲတဲ့ခါမှာသူကမိရဲ့ကိုဒီမွေကိုခါချလိုက်တယ်။အတူပြီးတော့ခဏလိုက်ကြရောင်ကိုင်းပြီးတော့စိတ်တက်ပြီးတီးတော့မယ်။တို့တမန်တော်ကြီးရှင်ပေါ်လူကဖះစကားကိုနားထောင်တာ။ဘာပြောလဲဆိုတော့တင်မောပြက်နေတဲ့အချိန်မှာ ဘုရားကသူ့ပြောတယ်မင်းကိုဥပ္ပယောမမြို့မှာတက်တည်ခံမကအခွင့်ပေးဦးမယ်အဲ့ဒီဘုရားစကားပေါ်မှာကျင်ပေါ်လို့ကခိုးလုံလိုက်တာအဲ့မှာဘုရားသခင်ကွယ်ကမောမီးမွေကိုက်ပြင်မယ်မသိဘူးအချမ်းစာတွေမှာဒါအတိလန်ဖော်ပြထားတယ်ဆိုတော့တွေ့ရတယ်တော်တော်ပြောချင်တာပါဒါကြောင့်ဘုရားသခင်ရဲ့စကားဒီလုံးဝအမှားကြီးမရှိဘူးစမ်းသက်ထားပြီးသားဖြစ်တယ် ဒါကြောင့်စင်ကြယ်တယ်လို့ကျမ်းစာပြောတာပြီးတော့မှအဲ့ဒီဖျားစကားတစ်ခုချင်းစီတိုင်းကိုစမ်းသပ်တဲ့အခါမှာအကုန်လုံးကအဲ့ဒီအတိုင်းဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ဒါဂတိထားတယ်ပြီးတော့ကျွန်တော်ခုနကပြောသလိုဖျားခင်ရဲ့ကြွယ်ကားခြင်းဆိုတာရှိတယ်ဒါပေမဲ့ဒီလောကကြီးတွေကနေမသိရတော့ဘူးလားဖျားခင်အမြဲတမ်းကြွယ်ကားနေမှာလားအဲ့လိုလည်းမဟုတ်လောကတန်ရှိတာ ျွန်တော်ခုနလည်းပြောခဲ့တယ်ဒီခန္ဓာကိုယ်ကကျွန်တော်ဒီလောကမှာခဏပဲနေရမှာဖြစ်တဲ့အတွက်ကောင်းကင်ရောက်သွားမဲ့အချိန်ရှိတယ်အဲ့ဒီလိုမျိုးကြော်ဖြတ်ရတဲ့အခါမှာလဲကျွန်တော်ကတမလွန်အတွက်ကိုသွားမဲ့နေရာကိုတိထားပြီးသားဆိုတော့အေးစစ်စစ်ပဲအဲ့မှာလဲဖျားရဲ့စကားရှိတယ်ငါ့ကိုယုံကြည်တော်သူဒီတည်လွန်တော်လဲရှင်နေပြီဖျားကကျွန်တော် ူရှိတဲ့နေရာမှာအမြဲတမ်းထားဖို့အတွက်ဂတိပေးထားတယ်။အဲ့ဒါဘုရားရဲ့စကားရှိတယ်။ကျွန်တော်အဲ့ဒီစကားပေါ်မှာမပါလို့ရမလဲ။ခိုးလုံထားတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အချိန်နဲ့ကြောက်လို့ရှိရင်ဒီလောကမှာတည်သွားပြီမယ်။ငါတို့သွားမယ့်နေရာရှိတယ်။အထဲမှာဆိုရင်ပြုပန်မှုမရှိပါဘူး။လောကမှာခက်ခဲဒုက္ခပြဿနာတွေကြုံတွေ့ရတာရှိခဲ့ဘူး။တတိပံဆိုတဲ့ပုဂ္ဂိုလ်ကဒုက္ခထဲမှာ သူများဂိမ်းနဲ့ပေါက်ပြီးတော့မှခရစ်တိုအကြောင်းပြောလို့ဂိမ်းနဲ့ပေါက်ပြီးတော့မှအသိခံရကန်ဒီအချိန်မှာတည်ခြင်းတရားကိုပြောပြီးတော့မှအေးစေးရင်ဆိုင်သွားတဲ့ပုံကိုဖြစ်တယ်။ပြောချင်တာကအခက်ခဲတွေပြဿနာတွေဆင်းရဲတွေနာကျင်မှုတွေဝေဒနာတွေရှိနေပြီမယ်။ဒီဖျားစကားမှာခိုးလုံလိုက်ပါ။ဖျားစကားရဲ့အပြင်ရောမထွက်နဲ့ပေါ့။ဖျားစကားထဲမှာခိုးလုံနေဆိုလို့ရှိရင် သူဒီခုနပြောလို့ဝေကာမှုအောက်မှာလုံခြုံနေပါတယ်တတော်အာမခံလာတာဖြစ်တယ်ဆိုတော့တွေ့ရအောက်မှာတတိပီထားရေပေါ်လာတာစကားတော်သူ၌ထက်၍မသိနှင့်သူပြုလင်အပြစ်တင်တော်မူ၍တင်းသည်မူတာသုံးသောသူဖြစ်လိမ့်မည်အဲ့ဒါရေးကြည့်ဒီပြန်စကားကိုအစ်စ်ထက်သွင်းနေတယ်လို့ပြောတာ အဲ့ဒါဘယ်သူလုပ်လဲဆိုလို့ရှိရင်ဖះကိုဆန့်ကျင်ပုံကံနဲ့မာနဆိုတဲ့စာတန်းကလုပ်တယ်ဆိုတော့တွေ့ရဆိုတော့ကျွန်တော်တို့ဒီကျန်းစာထဲမှာလဲဆိုတော့မာနထိန်ချုပ်တဲ့ဖះရဲ့အယောင်ကိုဆောင်တဲ့ prophet ညာရှိတယ်အဲ့ဒီလူတွေကအဲ့ဒီလူဖះစကားကိုထပ်ပေါင်းထည့်ပြီးတော့မှလုပ်တယ် ူတို့ရဲ့စကားကိုဖះစကားပါဆိုပြီးတော့မှလိန်ညာပြောတဲ့သူတွေလည်းရှိတယ်။အဲ့လိုပြောရင်တော့ဖះသခင်ရဲ့အရေးယူခြင်းကိုခံရမယ်ဆိုတာကိုပြောထားတယ်။ပြီးတော့မှဖះစကားကိုနှုတ်တဲ့သူတွေလည်းရှိပါတယ်။နှုတ်တယ်ဆိုတာဖះစကားကပြည့်စုံပြီးသားဖြစ်တယ်။စုံလင်ပြီးသားဖြစ်တယ်ခုနပြောလို့။လုံလောက်မှုရှိပြီးသားဖြစ်တယ်။အဲ့ဒါကို ခုနလိုထပ်ပေါင်းထိုက်လိုက်တယ်ဆိုအတိတ်ပဲပြောင်းသွားအတိတ်ပဲပြောင်းသွားပြီဆိုလို့ရှိရင်လိမ့်ညာသူဖြစ်သွားတယ်ဆိုတော့အဲ့ဒါဆိုလို့ရှိရင်ဖခင်ရဲ့အရေးယူခြင်းကိုခံရမှာဖြစ်တယ်ဆိုတော့အဲ့ဒါလည်းကျွန်တော်တို့ဒါမြင်တွေ့နေရတာအများကြီးရှိပါတယ်ဖခင်သူ့ကိုပြောပါတယ်ဆိုပြီးတော့မှပြောတဲ့အရာမဖြစ်လာဘူးဆိုလို့ရှိရင်ဒါလိမ့်ညာသူဖြစ်သွားတယ်မာနရဲ့နောက်လိုက်တယ်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီ notebook တော့အပြင်သုံးသက်လို့ ရတယ်ဆိုတော့နားလေရပါတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်ဒါလေးကိုပဲနှလုံးသွင်းဖို့အတွက်ဖြစ်ပါတယ်။ဆိုတော့ဖခင်ရဲ့စကားကစင်ကြယ်လေယုံလို့ရတယ်ပြီးတော့မှကျွန်တော်တို့အတွက်လုံလောက်ပြီးသားဖြစ်တယ်အလုံးပြည့်စုံတယ်ဖခင်စကားပြည့်စုံဒါကြောင့်ကျွန်တော်အိဖခင်စကားပေါ်မှာယုံကြည်ပြီးတော့မှခူလုံလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အသက်တာထဲမှာဖခင်သခင်ရဲ့ကိုယ်ကဆောင်းရှောက်မှုရှိတယ် ဒါကိုကျွန်တော်ပမာတစ်ချက်ဆင်ခြင်းမယ်အဲ့ဒီရှိထားတဲ့ဖះစကားကိုထပ်ပေါင်းထည့်တာပဲဖြစ်ဖြစ်နှုတ်တာပဲဖြစ်ဖြစ်ကျွန်တော်အသက်တာထဲမှာလုံးဝလုံးလို့မရပါဘူးဖះစကားအတိုင်းပြောပဲအဲ့ဒီလိုထပ်ပေါင်းထည့်တယ်အဲ့ဒီလိုနှုတ်ပြီးတော့မှလုတ်တဲ့သူတွေဆိုလို့ရှိရင်တော့ဒါဒီစံစာကိုအတိတ်ပြီးလွဲအောင်သူတို့ရဲ့ပြောခြင်းတဲ့အရာသူတို့ဆိုလိုခြင်းတဲ့အရာကို ပြောပြီးကျန်းစာကိုအသုံးချနေတဲ့သူတွေဖြစ်တဲ့အတွက်ဒါသည်ဖះရရဲ့နှုတ်ကပတ်တော်လိန်လေလှည့်ပြားတဲ့မိစ္ဆာယူဝါဒတမားတွေပဲဖြစ်တယ်ဆိုတော့တွေ့ရပါဒါကြောင့်ကျွန်တော်သတိထားဖို့လိုပါဒါကြောင့်ကျွန်တော်ရဲ့အကွဲကားဖြစ်တဲ့နှုတ်ကပတ်တော်ကိုကျွန်တော်သက်တာထဲမှာစင်စင်နှလုံးသွင်းခြင်းအပြင်ဖះရရဲ့ကွဲကားခြင်းကိုအမြဲတမ်းခံစားရတဲ့သူတွေဖြစ်ဖို့အတွက်ကျွန်တော်ဝေငှခြင်းပါတယ်အလုံးပေါ်မှာဖျောက်ခြင်းတာရေးကောင်းကြည့်ပေးပါစေ